မမညတန်းသည့်အပိုင်း၃မမောင်လက်ကသူမန္တလေးတို့ဆင်းလာသည့်အကြောင်းရင်းကို မေးဒီကိုမေးဒီတွင်ကိုအောင်မိုးဒီမျက်နှာကြီးတစ်ခုလုံးနီးရဲသွားကတော်တော်နှင့်အဖေမပေးနိုင်ပဲဖြစ်နေခဲ့သည်သူမန္တလေးတို့ဆင်းလာခြင်းမှာခင်တီတီကိုတွေ့ကချစ်ရည်စုလာခဲ့ခြင်းဖြစ်၏အမရခင်မှာခင်တီတီကိုလူမျိုးစကားပြောမလို့လာလာတာပြု့ ဒီစကားလုံးများမှာကိုအောင်မွေးဤရင်ထဲမှာရှိနေတော့စကားလုံးများဖြစ်၏တို့ရရင်ပါဇက်ကတော့ထွက်မလာပေခီတီတီတို့ညီအမတို့ဤမိဘများနှင့်ကိုအောင်မွေးဤမိဘများမှာနှစ်ဖက်စလုံးအထက်တန်းလွန်အောင်မှာဖြစ်ကြပြီတမျိုးသေးသားများဖြစ်ကြသည့်ဖြင့်ယင်းနီးကြပေသည်ကိုအောင်မိုးចောင်းသားဘဝကဆိုလျင်ပူရိပ်ပင်ယင်းနီးကြပေသည်ခင်ရင်ခင်တီတီတို့ဤအကိုခင်မောင်စောနှင့်ကိုအောင်မိုးတို့သည်မန္တလေးအကျိုးတက္ကရိုတွင်တင် တက္ကသိုလ်ဝင်သင်တန်းတွင် အတူတက်ခဲ့ကြပြီးရန်ကုန်တက္ကသိုလ်တို့တစ်နှစ်ထဲရောက်ခဲ့ကြသည်ဒီတော့ကကိုအောင်ဝန်းမှာခင်တီတို့အိမ်ကပင်ပြန်တည်ရှိခဲ့မရှိခဲ့ပြီလူကြီးတွေကအစတိုင်သားလုံးနဲ့ယင်းကြီးတွေအပြင်ညီညီအမတို့တွေနဲ့လည်းပုံရိပ်ပင်ယင်းနေခဲ့သည်ကိုအောင်မိုးဤမိခင်မှာငယ်စဉ်ကပင် ကွယ်လွန်နေဆာရောက်ခဲ့တဲ့ဖြင့်ကိုအောင်မိုးဒီခင်တီတို့ဤမိခင်ဒေါ်ညွန့်ညွန့်ကိုပင် မိခင်အရင်လိုချစ်ခင်ခဲ့သည် တက္ကရိုဝင်တင်တဲ့အတွက်ခင်မောင်ဇော်နဲ့ခင်မောင်ဇော်နဲ့အတူစာကျက်စင်ကဆိုလျင် ခင်တီတီတို့အိမ်မှာပင်စား၍ခင်တီတီတို့အိမ်မှာပင်အိတ်ခဲလေသည်ညနေတိုင်းလျင်ခင်မောင်ဇော်ခင်ခင်ကြီးကြီးခင်တီတီတို့နဲ့အတူကျုံပွေးတွင်လမ်းလျှောက်တကြသည်ဒီတုန်းကခင်တီတီမှာခက်ငငယ်ရှိသေးသည် ခင်တီတီကကျုံထဲကကြားဆွဲများကိုနှစ်သက်လုံး၍ကြားဆွဲများကိုဗရက်အတီခိုင်းလျင် ဘရဲ့အတီခိုင်းလျင်ကိုအောင်မိုးကပင် စင်ကူပေးကကြာကြဲများကို အမြင်တန်းယုံများဖြဲ့၍ဘရဲ့လုတ်ပေးရသည်တက္ကသိုလ်အရောက်တော်ကိုအောင်မိုးသည်အကြီးဆုံးခင်ကြီးကိုချစ်ခဲ့သည်တို့ရရင်ခင်ကြီးမှာနေပိုင်ပေါက်ဆမမောင်လက်နှင့်လက်ထက်တော်သည်ဖြင့်အလက်ခင်ကြီးကြီးကိုချစ်မိပြန်သည်ကိုအောင်မိုး၏စိတ်ထဲတွင်ဒီညီမတရွေအနဲ့တယောက်မရနိုင်တယောက်ကိုရအောင်ယူမိဟုဆုံးဖြတ်ထားပြီးဖြစ်ပေသည်တို့တိုင်အောင်လဲ ခင်ကြီးကြီးမှာနိုင်ငံကြားရေးဌာနအောက်တွင်းဝင်တယောက်နဲ့တက်ထက်သွားပြန်တော့အခါကိုအောင်မူးမှာတဲတဲရီကြဖြစ်ခဲ့ရပါမည်1950ပြည်နှစ်ကိုအောင်မူးတက္ကသိုလ်မှာထွက်လာတော့အခါခင်ကြီးကြီးမှာဆယ်နှစ်ကျော်မြတာရှိသေးသည်ဒီအတွင်ခင်မောင်စောမှာလေတက်တွင် flight left name left in အဖြစ်အမှုထမ်းနေရင်ရခိုင်ဘက်တွင်လင်းရင်ပြန်ပြတ်ကြ၍ဆုံးသွားပြန်သည်ဖြစ်တဲ့ကြောင့်ကိုအောင်မိုးမှလည်းနိုင်ငံရေးနှစ်ပယ်တဲ့သို့အခြေစုံပြုတ်ဝင်တော့ ပြင်းဝင်လာသည့်အတွက်ကြောင့်တကြောင်ခင်တီးတို့မိသားစုတစုနှင့်အရင်ကလောက်အဝင်ထွက်မရှိဘဲအနေဝေးခဲ့ရပေသည်။ဒို့ရတွင်မနစ်ကသူနိုင်ငံရေးနေပင်မှထွက်ပြီးခင်တီးတို့အိမ်တို့ဝင်ရောက်လည်ပတ်သောအခါတွင်ခင်တီးမှလာသွေးကြဲခြင်းအသက်20ကျော်အရွယ်ပြူကြီးပပဖြစ်လျက်ရှိသည်ကိုတွေ့ရသောအခါအမအနှစ်ယောက်နှင့်အချစ်စပွဲတွင်ရှုံးရှုံးပေးကြရသောကိုအောင်မိုးကြီးအချစ်သည်တလိုက်လိုက်ဆူ၍လှူချထကြလာပြန်သည်။တာမန်အားဖြင့်ဆိုလျင်အငိမ့်သားအေးပိုင်းတူဦးဤသား အငိမ့်သားရေးပိုင်တဦးသားဖြစ်အဖြစ်၍အသက်30မြောက်သာရှိသေးလျက်ပစ္စည်းဥစ္စာဆို၍လည်းအဖေကွယ်လွန်လျင်တဦးသောအမွေဆက်ခံရှိသည်ကိုအောင်မိုးလိုလူတရားအဖို့ခင်တီလိုမိမမျိုးကိုလက်ထက်ယူရမှာခက်ခဲလာသောကိစ္စရဲ့တိတ်မှုမဟုတ်ဘူးထင်စရာရှိပေသည်တို့ရောလေခင်တီတီကိုအယူမှုချင်မိပြီဖြစ်တော့ကိုအောင်မိုးအဖို့ကတကယ်အခက်ကြီးခက်နေသည်ကိုအောင်မိုးအဖို့ခင်တီတီအတိန်အမွေးတို့စုဝေးရာအမှုအရင်တို့ပေါင်းစုရာအချောအလားတို့ကိန်းဝေးရာ အညော့အကောင်းတို့တရှိရာဖြစ်သည်ထို့ကြောင့်သူ့လိုလေလင်လွင့်ရာမျိုးပါနေသည့်သူ့ရဲ့ခြောက်ကလေးတစ်ရက်လိုအချိန်မကျအမရေရာလာသောနိုင်ငံရေးသမားလူထွက်တဲ့ဦးအဖြစ်ခင်တတီနှင့်နီးစပ်ရမှာမိုးနစ်မြေလိုအလောအလန်းကွာဝေလွန်သည်ဟုထင်မိခဲ့သည်ကိုအောင်မိုးဒီအကြောင်းမရှိအကြောင်းရှာကမန္တလေးတွင်နလလောက်နေပြီးခင်တတီတို့နေပြန်ရရင်ကြီးရန်နေတိုင်းဝင်ထွက်သွားလာနေခဲ့သည်ခင်တတီသွားလိရှိသောနေရာများသို့ခင်တတီအားဝမ်းမြောက်ဝမ်းသာလိုက်ပို့ခဲ့သည် တို့တိုင်အောင်သူနှစ်ခင်တီတီနီးဆက်ဖို့အရေးမှာစိတ်ကူးတဲ့မထည့်ရဲအောင်အကွအထိအလန်အကွာလန်းရသည်ကစစ်ပြက်လက်ပြက်နှင့်မင်းမျိုးမင်းမျိုးနီးစကန်ရှိသူ့အိမ်သို့ပြန်၍ခက်ကကုန်နေခဲ့လေသည်ခင်တီတီတို့မိဘများအမြင်တွင်သူသည်လာပါ၍ချစ်စရာကောင်းသောခင်တီတီလိုမိန်းကလေးတစ်ယောက်နှင့်လုံးဝမထိုက်တန်မထိုက်တန်သူဟုထင်နေပေလိမ့်မည်ဟုကိုအောင်မိုးယုံကြည်သည်ဒီလိုလူတစ်ယောက်ကိုခင်တီတီကလည်းဘယ်နည်းနဲ့မှချစ်နိုင်မည်ဟု ဖြစ်နိုင်မည်မဟုတ်ဟုကိုအောင်မိုးစိတ်ထဲတွင်တထစ်ချဆွေးမြင့်နေပေသည်တကယ်တော့လည်းခင်တတိတို့မိဘများအမြင်တွင်ကိုအောင်မိုးနှင့်ကြောင်းနေပဲတတ်တူရသူများသည်အတွင်ဝင်ကလေးများစစ်ဗိုလ်များကတိကာများပြည်သူလူထုအမျက်များဖြစ်နေစေ၌ကိုအောင်မိုးမှာအလို့အကန့်ကြီးရာမရှိတော့လူကုန်တန်အတိုင်းဝိုင်းတွင်မျက်နှာပြန်မလာတော့ရာသူအမိတက်ဆေရာမရှိတော့အညာတရတယောက်များသာဖြစ်နေသည်တကယ်စင်စစ်လေကိုအောင်မိုးသည် သူဖခင်ထား သူဖခင်ဝယ်ထားသည့်အနီးစခန်းမှလက်မြေဧကတရာကျော်လောက်ကိုခုတ်ထွင်ရှင်းလင်းကာယာထွန်ရက်နေသူဖြစ်၏။ပန်းဆိုင်ချင်း၊ဂျုံစသည့်တိနေဆိုင်ချင်း၊ဦးစာပင်ဆိုင်ချင်း၊ကျက်စုပင်ဆိုင်ချင်း၊ကြက်ပဲမွေးမြူခြင်းနှင့်ရသေးစိတ် ရသေးစိတ်ဖြစ်သဘောမျိုးနဲ့လောကမှာရှောင်ခွက်ကရှောင်ခွက်ထက်ပြင်းနေသူတို့အများသာဖြစ်၏ဒီလိုလိုမျိုးမှာကိုအောင်မိုးတယောက်တည်းသာမဟုတ်ဘဲယခုခေတ်နိုင်ငံရေးလူထွက်တိုင်းလုံးကြသောအလုပ်ဖြစ်လေ၏တနည်းအားဖြင့်ဆိုရလျင်ကိုဘဝကိုအနစ်မိုးခံကကိုကျိုးစွန့်၍ဆောင်ရွက်ခဲ့သောနိုင်ငံရေးလုပ်ငန်းမှဘာအမြင့်မှမရဘဲအရှုံးပြေထွက်ခွာပြီးနောက်တွင်အခြားဘဲတိုင်းဝိုင်းတိုင်းမှတဟာဇာတာမတည့်သောနိုင်ငံရေးလူထွက်တယောက်များသာလျင်ဖြစ်ပေသည်ကိုအောင်မိုးကြီးသူ့ကိုယ်သူအယုတ်ဆိုးကြီးတဲ့လူတအုပ်ဖြစ်ထင်၏ တာမေတညတရတဦးဟုထင်၏သူ့လိုအလားအလာမရှိသူတဦးကိုပန်လေးပြားလေးလှပ၍ဓောင်းမလေးလိုဝင်ကြတတ်သောခင်တီတီကဘယ်နည်းနဲ့မှပြန်၍ဖြစ်နိုင်မည်မဟုတ်ဟုထင်လေသည်ထို့ပြင်ခင်တီတီ၏အကိုခင်မောင်စော်နှင့်သူ့သူ့မှာရွေးသူများဖြစ်ကြလျက်ခင်တီတီကသူ့ထက်ဆယ်နှစ်တောင်ငယ်နေတဲ့ပြင်လဲပူအောင်မိုးသည်ခင်တီတီ၏အချစ်ကိုမျှော်ခင်းတွင်မဝင့်အွေဖြစ်နေပြန်သေးသည် တကယ်ဆိုတော့သူ့လိုဂုံဘကဂုံဘကတနအရာတွင်၎င်းအလားအလာတွင်၎င်းအသွင်ပြင်း၎င်းထုတဲ့နေသူတယောက်သည် ခင်တတီဤတာမန်မိတ်ဆွေတယောက်ဖြစ်နေတာထိုက်တန်လီလီဟုထင်သည် သူကခင်တတီကို ချစ်တယ်လို့ခင်တီကသူ့ကိုပြင်ချင်ရင်အတွက်ဆိုလျင်ကိုအောင်မိုးသည်ရုပ်ချဖို့လိုပေလိမ့်မည်ခင်တီတို့အတိုင်းဝိုင်းတွင်ထင်ရှားကြော်ကြသူတယောက်ဖြစ်ဖို့လိုလိမ့်မည်ဟုကိုအောင်မိုးစိတ်ခဲတွင်ဆွေးမြင်နေသည်အယုတ်ဆိုးကြီးတန်သူမထင်ရှားသောတာမန်ယောက်ျားများကိုမိမများကစိတ်ဝင်စားတတ်ကြသည်ဟုကိုအောင်မိုးကြားဥပါ၏တို့ရတဲ့ဒီစကားကိုသိအယုံကြည်မရှိလာပေကိုအောင်မိုးကိုယ်တိုင်ကပြန်ပြက်ကဲလာအောင် ချောမို့ချောမွေသောမိမမျိုးကိုချစ်တတ်သဖြင့်ကိုနှင့်နိုင်စာကဒီစကားမှာဖြစ်နိုင်စရာအကြောင်းမရှိဟုယူဆ၏ကိုအောင်မိုးသည်စီပြဲလက်ပြဲနှင့်အနီစကန်တို့ပြန်လာကရာတော့ကိစ္စတွေကို နလလုပ်၍အချိန်ဖြုံးနေလိုက်သည်မိမျိုးတို့လည်းမတက်မန္တလေးလိုလည်းမစင်ပဲရာတော့မှသာခက်ခကုန်နေခဲ့သည်တို့ရာတွင်ကြကြမနေခင်ခဲ့ကြည် သူ့ရင်ထဲတွင်လိတ်ခဲတဲလဲဖြစ်နေသောပြဿနာ၏အဖြစ်ကိုသာသိကျင်စိတ်ဆောနေသည်ထို့ကြောင့်ခင်ခင်ခင်တီကိုမေတ္တာစကားဆိုရန်ဟူသောဆုံးဖြတ်ချက်ကြီးဖြင့်မန္တလေးသို့ဆင်လာခဲ့ခြင်းဖြစ်ပေသည်ခင်တတီကလက်ခံလျင်သူဒီအင်မတန်မြတ်လို့ခင်တတီကိုရာတော်သို့ခေါ်သားကအေးကျန်းစွာနေတော်မူဟုဆုံးဖြတ်ခဲ့၏ခင်တခင်ခင်တီကသူမြတ်တာကိုညင်ပယ်လျင်သူဘဝသည်ဘယ်ထိမျောလီအောင်မည်ကိုမသိပေ ကိုအောင်မိုးဒီမန္တလေးလိုဆင်လာတိုင်းသူ့အကိုကိုအောင်မြင့်တိုက်တိုက်တွင်တဲခိုတတ်ပြီသည်ဥအောင်မြင့်မှာကိုအောင်မိုးနှင့်အဖေသူမအေကွဲအကူတော်ဆက်၍တက်ဆက်ပိုင်းတအူဖြစ်သည်လွတ်လပ်ရေးမရမီကဗိုလ်ချုပ်အောင်ဆန်းအမှုပြုသောဖာစာပါလကိုဆန့်ကျင်သူတအူဖြစ်၏တို့ရတွင်လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်မူဥအောင်မြင့်သည် အာနာယပါတီဝင်များနဲ့အကြောင်းတင်ကအာနာယပါတီဤခရိုင်ခေါင်းဆောင်တအူဖြစ်နေပြီသည်အစိုးရအဖွဲ့ဝင်ဝင်ကြီးထဝင်ကြီးများအာနာယပါတီဤထိတ်တန်းခေါင်းဆောင်ကြီးများလာလည်ရင်သူ့တိုက်တွင်အမြဲတလို့တက်ကိုတက်ပေသည်ကိုအောင်မိုးသည်မန္တလေးရောက်လင်းရောက်ချင်းရေမိုးကျုပ်ဝစားလဲကတာရောက်ထက်သို့ဆင်လာခဲ့သည်ဦးအောင်မြင့်အားသူမန္တလေးသို့ဆင်လာခဲ့သည့်အကြောင်းရင်းကိုပြောပြပြီးအကြံဉာဏ်တောင်းမိဟု အကျဉ်းချတောင်းမီဟုစိတ်ကူး၍ဆင်လာခဲ့ခြင်းဖြစ်ပေသည်တို့ရတွင်ဥအောင်မြင့်မှာခရိုင်နိုင်ငံရေးကောင်းဆောင် တရောင်းနှင့်စကားပြောနေကြတဲ့ဖြင့်ဥအောင်မိုးမှာခလလန်းတွင်ဒိုင်းကတရင်စာစာဆောင်ကိုဖတ်နေပေသည်ကိုအောင်မိုးသည် စေပြလိကိုဖွာရှိုက်လိုက်ပြီးသူ့အကိုနှင့်နိုင်ငံရေးကောင်းဆောင်ဆိုသူ၏စကားကိုစဉ်းစားမိတဲ့ဖြင့်ပြုံးလိုက်သည်နိုင်ဝဲလောက်ကြာ၍နိုင်ငံရေးကောင်းဆောင်ပြန်သွားတော့မှ ကိုအောင်မိုးဒီထာယာမထာကဥအောင်မြေခန်းထဲသို့ဝင်လာခဲ့လည်သည်ကိုအောင်မိုးဒီခင်တီတီကိုလက်ထပ်ယူမိအကြောင်းဥအောင်မြင့်ကပြောပြကအကြံဉာဏ်တောင်းပြန်လာခြင်းဖြစ်၏တို့ရရဲဥအောင်မြင့်ကိုမြင်လိုက်သောအခါဖွင့်ပြောရန်ဝင်လေးနေပြန်သည်ဥအောင်မြင့်၏အတွေ့အခေါ်များသည့်ခင်တီတီတို့အတိုင်းဝိုင်းကတွေးခေါ်ပုံနှင့်ဘာမျှခြားနာမည်မဟုတ်လက်လက်ချင်းကိုအယောင်းဝယ်ကိစ္စသိရလို့သဘောထားလိမ့်မည်တန်တရားဖြစ်လာလေသည်စူဇမ်းမောင် မင်းတို့ပါတီကဘာတွေလုပ်နေရတော့ကျွန်တော်မသိဘူးဟေးမင်းတို့ပါတီလုပ်တာမင်းမသိဘူးလားကျွန်တော်ပါတီဝင် မဟုတ်တော့ဘူးဖက်လိုက်ပြီးပြီခုတော့ဘာမှမလုပ်သေးဘူးကိုအောင်မိုးကစေပြင်းလေးတွင်တောင်းတောင်းနေတော့ပြများကိုခြေချလိုက်သည်အေးမင်းအမြင်မှန်ရပါပေါ့ကွာဟာဒါကြောင့်မင်းအကိုအကြောင်းကြားပြီးပြီလားကိုအောင်ဝင်းကိုအောင်ဝင်းကိုအောင်ဝင်းမှာကိုအောင်မိုးဤအကိုရင်းဖြစ်၏ ။ဝိပလက်ထက်ကလေးကပီတီပျက်စီးနေသူဖြစ်ယခုတော့အကိုညီကိုတွေနဲ့မတည့်တော့ပဲမြင်းပွဲကလတ်တို့တွေအချင်းပြုံးနေသူဖြစ်လေသည်။ဥောင်းမင်းဤအကိုညီဖြစ်သမဝါယာမအတင်းတကူတွင်မန်နေဂျာလုပ်လေသည်။ဟင့်ဟင့်မကြသေးဘူး။သမဝါယာမချီထုတ်ဖို့နှစ်တောင်းကျော်မြင်းရှုံလိုတနေ့ကအစည်းအဝေးမှာတဆူဆူဖြစ်နေကြတယ်။မနေ့ကတော့ငါးစီကိုငွေနှစ်တောင်းလဲပါဆိုပြီးလွတ်လိုက်တယ်။ငါးတော့မပေးတော့ဘူးလို့ဆုံးဖြတ်ထားတယ်။ ွင့်နေပွားတစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်တနည်းကလည်းဘောဂျိုပွဲမှာ36កောင်ရှုံးလို့ဟိုရှီရာဝင်းနိုးစီကုမ္ပဏီကငွေတထောင်ကိုငါဆက်ရော်လိုက်ရပြီဒီတစ်ခါတော့ငါမကြည့်နိုင်တော့ဘူးဦးအောင်မြင့်ကဗရင်ပေါက်နာလိုထထသွားကတရေထွေးလိုက်သည်ယွန်းစေယွန်းရှာဆက်ဆုပ်ချင်းဤအမတ်တားသည်ဟုတ်ပါရဲ့ကူကူတက်နိုင်တလောက်ကူပြီးပြီပဲခုတော့သူ့လုပ်ပုံကနောက်ကလိုက်ပြီးငွေတုံးနဲ့လိုက်ရှင်းရမယ့်ပုံပဲဘယ်တက်နိုင်မလဲကျွန်တော်လဲသူ့ကိုတွေးလိုက်ပါအောင်မယ် မင်းသွားသိကျင်နေဆိုရင်တော့သွားလေငါကတော့မတိုက်သွင်းကျင်ပါဘူးမင်းလည်းဘာမှတတ်နိုင်မှာမဟုတ်ဘူးအမှန်ကတော့ဒီကောင်နဲ့မတွေ့ရအကောင်းဆုံးပဲတတ်တော့မတတ်နိုင်ဘူးပေါ့ကိုကိုဒါပေမဲ့သူဒီလူဒုက္ခရောက်တုန်းမှာကျွန်တော်တို့ကသူ့ကိုပြည့်ပြည့်ထားတယ်လို့စကန္နာထိုးမှကိုလည်းစိုးရသေးရဲ့ကိုအောင်မိုးဒီတောင်မြင်ရှိသူ့အကိုကိုကိုအောင်ဝင်းအိမ်သို့သွားမည်ဟုထွက်ခဲ့လာထွက်လာခဲ့သည်တို့ရတွင်နာယီကိုကြည့်လိုက်တော့အခါလေးနာယီထိုးနေပြီဖြစ်၍ခင်းတီတီတို့အိမ်တို့သွားရင်ရှိသေးကိုတတိယဖြင့် ီဗီလိုင်းရှိခင်တီတီတို့အိမ်ကိုလာခဲ့လေသည်ခင်တီတီတို့အိမ်မှာစီဗီလိုင်းရှိခြံဝန်းကျည်ကြီးတစ်ခုထဲတွင်ရှိသောတိုက်ခိုက်အင်ကြီးဖြစ်လေသည်အိမ်ရွှေတင်မူတရက်ပင်များကုကူပင်များကြီးကုကူပင်များဖြင့်စင်းစင်းစူးစူးရှိသည်၎င်းဝအုတ်တိုင်တွင်မူဥကွေခင် KSL KKS အ TSL အငိမ့်စားအေးပိုင်းဆိုသော ကြီးဝါဆိုင်ဖို့ကလေးကိုချိန်ဆထားသည်ကိုအောင်မိုးဒီယထားပေါ်မှဆင်းကခြံဝင်းတကားကိုဖွင့်ပြီးမီနီလိုင်းကလေးအတိုင်းလျှောက်လာခဲ့လေသည်မီနီလိုင်းကလေးဘေးတွင်ဗုဒ္ဓံတရဏံဘေးများဗုဒ္ဓံတရဏံဘေးများသည် အပွင့်ဝေးနေအောင်ခုနေကြသည်မီနီလိုင်းဘေးတွင်မီနီလိုင်းဘေးမြခင်ဆက်တွင်တရုတ်စကားဝတ်များကြွေကြနေသည်ကိုပူပွေးဖြူနေကြသည်ပြုတ်စကားပင်ပွင့်များကြွေကြနေသည်မှာ ွေးပွေးဖြူနေကြပေသည်တရုတ်စကားပွင့်ရင်းနှက်များသည်မွေးပန်းလျက်ရှိပေသည်စက္ကူပန်းရောင်စုံများသည်နေကြီးထဲတွင် အသွေးဆုံးသားဖာနေသည်ဒီလိုပန်းကြွေတော့လမ်းကလေးပေါ်တွင်ကိုအောင်မိုးသည်ခင်တတိဤသူသွေးပြောင်းသောလက်ချောင်းများကိုစုပ်ကိုင်းကခြောက်သွားကျင်နေပေသည်ကျေးလင်းပြားလဲသောကောင်းကင်မှညံ့နေကြ၏နေကြီးဖြော့ဖြော့များသည်ပြပြျော့ျော့ဆင်းသက်လာက စိမ့်စိုးသောတစ်ပင်ထိပ်ဖျားများပေါ်တွင်နားနေကြသည်မြေကြီးကြောင့်တစ်ပင်ဖျားမှအစိမ်းရောင်သည်တောက်ပနုပြလာသည်ဟုထင်ရပေသည် ကိုအောင်မိုးဒီတကားတွင်ရဲ့နေတော်ခင်တီတီကိုမြင်လိုက်သည့်ဖြင့်မြင်တဲ့ဒိတ်ဒိတ်ခုံလာသည်ဟုထင်ရ၏ခင်တီတီသည်ကော်လာမြင့်မြင့်ထောင်ထားသောကော်လာမြင့်မြင့်ထောင်ထားသည့်စတော်ဘယ်ရီရောင်နိုင်လွန်လက်ပြဲနက်ပြာရောင်အောက်ခံတွင်ပန်ပွင့်ဝါကလေးများရှိထားသည့် တူတယ်လုံးကြီးကိုခက်တူဝဲထားပြီးဖက်နဲ့အနီကလေးကိုစီထား၏သူကြတော့စင်ရင်ထုံခွဲမှုမဟုတ်တော့လဲရူကလေးနဲ့အစစ်ပြေလာပေသည်ထိကရုံပွင့်ယုံထိကရုံပွင့်များကြားတွင်ထင်ကနေပေါ်နေသည့်မြူးစီပွင့်၏အလားကိုထင်ရှားပြတ်သွားစွာမြင်နေရသောအလားပဲသည်စိမ့်စုံနေတော့ပဝင်ချင်းမှာခင်းတီတီအပြုံးချပို့ပြီးဝင်ထင်လာသည်ဟုထင်ရ၏ဖြူဖြူဝိုင်းဝန်းတော့ပခုံးသာအီအီကြတဲ့တွင်ခင်းတီတီလေတိုင်းတွင်တိမ့်ညွနေပုံမှာ န်းအိုးထဲမှာပန်းစည်းကလေးတခုယွန်းလိုက်ကြနေတယ်လို့ဖြစ်နေပြီးသည်ဟောအကူပါဘယ်တော့ရောက်နေတယ်လဲခင်တီတီကလက်တွင်လက်ကင်ဝါးကလေးတခုကိုလက်ကင်ဝါးရဲ့တထည်ကိုလက်လက်ဖက်ပြီးအဖျားမကင်ကတင်းလိုက်လျှော့လိုက်လုံနေရင်မေးသည်အကူအောင်လားအင်းတိတ်မကြသေးပါဘူးမနေ့ကအာအာမဒီမနေ့ဆိုပဲဒီမနေ့ပဲဆိုပါတော့ကိုအောင်မိုးမှာတိတ်တိတ်ငေါ့ဖြစ်နေသည် ခင်တီတီကကွာမိုးကိုကြည့်၍တခိခိရဲရင်ကိုလာရဲ့နေတောင်မမတ်မိတော့ဘူးထင်တယ်။အကိုအောင်မိုးတို့တွေးလိုက်ရမှဖြင့်ဒီလိုကြီးပဲလာအိမ်ထဲလာအိမ်ထဲမှာမမေတို့လည်းရှိတယ်။မမရီတောင်ကလေးတွေနဲ့ဝင်းလိုက်ကိုတက်ရှင်ကြည့်ဆိုပြီးထွက်သွားလျက်ခင်တီတီကကိုအောင်မိုးကိုအေဂန်နဲ့တို့ခေါ်သွားပြီးခင်တီတီမှာတနကားရီကျဲကိုခပ်ပပါလိန်ထားသည်တနကားရီကျဲလူထားသည့ ကြားထဲမှာသူ့အလာယူဝင်းလက်နေပုံကိုကိုအောင်မိုးသတိထားလိုက်မိလေသည်အနည်းစခန်းမှာနေရတာမပြင်းဘူးလားပြင်းချိန်မရပါဘူးဟာအလုံးနဲ့လက်နဲ့ပြက်တယ်မှမရှိပဲဘယ်တော့လောက်ပြန်မလဲအကူအောင်မသိသေးဘူးမပြန်ချင်သေးတမရတော့နေဦးမှာပဲအကူအောင်စကားပြောရင်ဒီလိုကြီးပဲကိုဘယ်တော့ကလာပြီးဘယ်တော့မှပြန်မယ်ဆိုတော့မသိလောက်အောင်ကိုအလုံးများနေလို့လားအလုံးများလို့တော့မဟုတ်ဘူးတီတီကိုမန္တလေးဆင်းလာတာတီတီကိုပြောစရာစကားတွေအများကြီးရှိလို့ဆင်းလာတာ အကူအောင်ပဲနေပေးရပြန်မယ်ဆိုတာအကူအောင်အပေါ်မူအကူအောင်အပေါ်မှာမတီးဘူးတတိအပေါ်မှာတီးနေတယ်ဟမ်အကူအောင်ကလည်းခင်တတိဤစကားစကားဝါပန်းလိုဝင်းနေတော့မျက်နှာလေးမှာပန်းသွေးပန်းသွေးလောင်းချလိုက်တယ်လို့ညည်းရဲသွားသည်ခေါ်မအောင်မိုးလားဟေးလာလာလာအေးရဲ့နဲ့မှာဒေါညညွန့်ကလမ်းခေါ်လိုက်တဲ့ဖြင့်ဟိုအောင်မိုးဒီအေးခဲနဲ့တို့ဝင်ခဲ့သည်ခင်တတိကကောင်းကောင်းရေနောက်ကပါလာသည် ကိုအောင်မိုးဒီအေကန်းနဲ့လို့ဝင်လာခဲ့ရတော့လေလူခနဲ့ပြောလိုက်မိတော့စကားကြောင့်ကိုဘာသာကိုလက်နေသည်ခီတီတီတီသူဘာပြောလိုက်သည်သူဘာပြောလို့ဒီအတိတ်ပဲကိုနားလဲကဖိတ်ဆိုးသွားပြီလားဟူ၍ဆွေးသွေးရည်ဆိုးစိန်ဆိုးရည်နေမယ်ဒေါ်ညွန့်ညွန့်ကကိုအောင်မိုးနိုင်ငံရေးမှထွက်သည့်အကြောင်းကိုကိုအောင်မိုးနိုင်ငံရေးမှထွက်သည့်အကြောင်းရင်းကိုမေးပြီးဆုံးမအော်ဝါဒပေးနေသည်ခင်ဗျာဒီကမှာခေါင်းဝုံဝုံ၍လက်ချင်းပို့နေလေသည်တလုံးတစ်ပါးသာ တလုံးတပါတမြဝင်းဆိုဖက်မပြောပေခွာမိုးမှာအလိုက်ထိုက်တာပြောနေရတော့လဲခင်တတိစီတို့အလစ်တွင်လှန်ရွေးကြည့်လိုက်မိသေးသည်တစ်ချက်တစ်ချက်ခင်တတိဤမျက်လုံးချင်းဆိုင်သွားတော့အခါခင်တင်ဤမျက်လုံးချင်းဆိုင်သွားတော့အခါ လျှင်စစ်တပ်နဲ့အတုခံလိုက်ရသူလိုထိတ်ကနေပြတ်သွားမိတွေသည်ဒေါညွန့်ညွန့်ကနိုင်ငံရေးကိုမလုပ်ဖို့အကြောင်းဩဝါဒပေးနေချိန်တွင်မမောင်လက်ကရောက်လာပြီသည်မမောင်လက်မှာဒေါညွန့်ညွန့်ကိုမြင်လိုက်တော့မျက်နှာဘိုးတက်လိုက်သည်သူမျက်နှာမှာမလုံမလဲဖြစ်နေသည်ဒေါ်ညွန့်ညွန့်ကခင်ရီတို့သားအမီတတွေတက်ရှင်သွားကြောင်းပြောလိုက်တော့မှမမောင်လက်မှာမျက်မမောင်လက်ဤမျက်နှာမှာအင်ဒီရလာသည်ကဲကိုအောင်မူသွားကြအောင်ဆိုကျွန်တော်လဲအစည်းဝေးထိုင်နေရတာနဲ့နောက်ကျသွားတယ်ဗျို့ မမေကျွန်တော်ကိုကိုအောင်မိုးနဲ့ရထမိရတာဟိုတယ်သွားပြီးထမင်းစားမလို့ရီတို့ပြန်လာရင်ပြောလိုက်ပါနော်ဟဲ့တီတီနင်ရောဓာတ်ရှင်ကြီးကိုလိုက်မသွားဘူးလားခင်တီတီကနှခမ်းများဆူ၍ပြုံးကခေါင်းရမ်းပြလိုက်သည်ကိုအောင်မိုးသည်ဒေါညညွနှင့်ခင်တီတီကိုနှုတ်ဆက်၍မောင်မောင်လည်းနှင့်အတူ ထွက်လာခဲ့လေသည် မောင်မောင်လည်းနှင့်ကိုအောင်မိုးသည်မိရတာဟိုတယ်ထဲသို့ဝင်လာခဲ့ကြသည်အပြင်ဘက်အပြင်ဘက်ဇပွဲတွင်အသည့်မိတ်ဆွေများကနှုတ်ဆက်တဲ့ဖြင့် မမလက်ကခေါင်းညင်းယူပြုံးကနှုတ်ဆက်ပြီးအတွင်းနဲ့အတွင်းငယ်တစ်ခုတည်းတို့ဝင်လာခဲ့ကြလေသည်ဇဝဲတို့ကဇဝဲရင်းအစ်တစ်ခွေကိုလာ၍လေးပီးပြီးရဲ့ရွနှုတ်ဆက်နေသည်ရဲ့ရွစောင့်နေသည်ဆိုဘာမှမလဲမမလက်ကမီနုကပြားကို ကောက်ကြည့်ရင်းမေးလိုက်ခင်ဗျာမကျင်လာပါပါကျွန်တော်ကတော့စားနေပြီအိုင်စင်းနေနေတောက်ရအောင်ဗျာဘာတောက်မလဲကျွန်တော်တော့ ဒီ hike ချခြင်းနဲ့လို့လေမမောင်လက်ကပြောင်းဟိုတဆိတ် brandy alert တစ်လုံးနဲ့ကနန်းဟူရကနန်းဟူရောင်တပွဲအသေးနဲ့ဟင်းဒီရဲ့ကြော်တပွဲကိုမာလိုက်သည်နေစမ်းမအောင်ကျွန်တော်မလာခင်အဖွားကြီးနဲ့ဘာရီစကားလက်ဆောင်ကြနေတယ်လေမမောင်လက်ကအိတ်ထဲကကနုကမစီကရက်ဘူးကိုခွင့်ရစီကရက်တလက်ကိုမင်းကြီးနေသည်အလကားပါဗျာထုံးစံအတိုင်းကျွန်တော်ကိုနိုင်ငံရေးမလုပ်တော့ဘူးပြောနေတာပေါ့ပြီးတော့အခြားအလုပ်တစ်ခုလုပ်ဖို့အကြောင်းပေါ့ ဘာဒီကကျွန်တော်ကိုနည်းနည်းအထင်သိနေပုံရတယ်ဗျဟုတ်တယ်ကျွန်တော်လည်းဒီလိုပဲထင်တယ်ခမည်းနိုင်ငံရေးလုပ်နေတုန်းကလည်းခမည်းကိုတိတ်မကြိုက်လောက်ခုလိုကြက်မွေးတာခြံထုတ်တာတော့ဘလို့လဲမသိဘူးသူတို့တဘောမှကြတော့ကတော့ခမည်းဆောင်ဝေးပွဲမဖြစ်တော့ပဲအစိုးရကိုတိုက်ခတ်လုပ်နေတဲ့ကိစ္စပဲသူတို့တဘောကတော့အစိုးရဘက်မှဖြစ်ဖြစ်တခြားလားလားရှိတဲ့ဘက်မှဖြစ်ဖြစ်လုံးစီလုံးစီခြင်းနဲ့ထင်တယ်နိုင်ငံရေးလုံးအောင်လုံးတောင်အနည်းဆုံးအာဏာရပါတီ မာလှုပ်စေချင်တာပေါ့ဗျာခမားလိုလူဝင်လုံးရင်ခမားလိုလူဝင်လုံးရင်ပါလီမန်တွင်းဝင်လောက်ပဲဘောဖွဲချက်ရမယ်ဘောဖွဲချက်ရမယ်လောက်တော့ဖြစ်မှာပေါ့ခမားလောက်အရေးကြီးမရှိတဲ့လူတွေတောင်လူတင်ကျဲလူလူတင်ကျဲလုံးနေကြတဲ့ခင်မဟုတ်ဘူးလားအေးလေသူတို့ဘက်ကကြည့်မယ်ဆိုရင်လေကျွန်တော်ကသုံးမဲတကောင်ဖြစ်နေမှာပေါ့ကိုအောင်မောကဆေးပြင်းလေးကိုမင်းကြီး၍ဖွာနေလေသည်ကဲကျွန်တော်ကိုပြောချင်တယ်ဆိုတော့ โอเคကျွန်တော်ကိုပြောချင်တယ်ဆိုတဲ့ကိစ္စတိတိကိစ္စမဟုတ်လားမောင်လက်ကကိုအောင်မိုးကိုပြုံးစေးစေးကြည့်ရင်မိလိုက်သည်ကိုအောင်မိုးသည်ရုတ်တရက်မဖြစ်ပဲစေးပြင်းလေးကိုခွာနေလေသည်မျက်နှာမှာပူထူသွားသည်ဟုထင်လိုက်ထင်လိုက် Can on be friend ကျွန်တော်ရိပ်မိပါတယ်ဗျာ ခင်ဗျားအရင်တစ်ခါမန္တလေးမှာနလားလောက်နေသွားရတဲ့ရိမ့်မိတယ်။ကျွန်တော်တို့မကောက်ကြီးလည်းရိမ့်မိတယ်တတီးကလည်းရိမ့်မိတယ်အဖွားကြီးကချက်စုံတစ်ခွက်ကမီးတောက်ပြီးသားဒီကိစ္စလို့ပဲဆိုပါတော့လေကျွန်တော်ဒါပေမဲ့ကျွန်တော်ကတီတီကိုဖွင့်ပြောလိုက်ရင်တီတီကကျွန်တော်ကိုကျွန်တော်လူလူတယောက်ကိုလက်ခံနိုင်ပါမလားလို့ကျွန်တော်စိတ်ထဲမှာတန်လျာဖြစ်နေတယ်။ တိတိရဲ့လက်ခံနိုင်တဲ့ထောင်အဖိုးကြီးဘွားကြီးကလက်ခံချင်မှလက်ခံနိုင်မယ်တကယ်လို့သူတို့က no ဆိုလိုက်ရင်ကျွန်တော်နဲ့သူတို့အခင်မင်းပြတ်ပြီးအထင်လွဲသွားကြမှာလဲစိုးရိမ်နေခင်ဗျားသဘောကောမမောင်လက်ကဝိုင်းလာ၍ငှဲ့ပေးထားတော့ brandy ဖန်ခွက်ကိုသူ့ရှိတို့တို့ပေးလိုက်ပြီးအသောခိုင်းတဲ့ဖြစ်ရဲ့နှစ်ယောက်သားဖန်ခွက်ကိုကင်မြောက်ပြီးတငုံစီတောက်လိုက်ကြတောက်လိုက်ကြသည်အမ်ကျွန်တော်သဘောကတော့ဖြစ်နိုင်မယ်လို့ထင်တာပဲဘာလို့မဖြစ်နိုင်ရမှာလဲ ခင်ဗျားသူကျင်းတာ okay ရယ်ဆိုရင်ခင်ဗျားဖိုးကြီးလည်းရှိတယ်ဥအောင်မြင့်လည်းရှိတယ်ကျွန်တော်လည်းရှိတယ်တီတီတို့အဖိုးကြီးကိုဘေးကဝိုင်းလို့ရမှာပဲကျွန်တော်ကတော့အဖိုးကြီးပွားကြီးညင်ချလိုက်မှာစိုးတယ်ပြီးတော့တီတီလည်းကျွန်တော်ကို propose လုပ်လိုက်ကျွန်တော်ကျွန်တော်က propose လုပ်လိုက်လို့အစိတ်နှောက်ရှက်မဖြစ်စေချင်ဘူးအိုင်စေးကိုအောင်မို့အိုင်စေးကိုအောင်အမြန်တော်တော်လျှော်သေးတဲ့လူပဲမင်းကလေးတယောက်ကကိုကိုချစ်ပါတယ်လို့ပြောခံရတဲ့အတွက်ဘယ်တော့မှစိတ်နှောက်ရှက်မဖြစ်ဘူးဗျဒါဟာ သူတို့ဖို့ဂုဏ်ယူစရာတိလာဒီပြင်မိန်းကလေးတွေအဖို့တော့ဒီလိုပြောခန့်ရတာဂုဏ်ယူစရာပဲဒါမှမဟုတ်တိတိအဖို့တော့မဟုတ်ဘူးထင်တယ်မမောင်လက်ကကိုအောင်မိုးကိုကြည့်ရပြုံးပြပြုံးလိုက်ပြန်သည်မမောင်လက်ဒီကိုအောင်မိုးကိုရင်းနီးနီးတိသူဖြစ်တကယ်တော့လေကိုအောင်မိုးအပြင်အမြင်တိုင်းလောကထဲမိမနှမျိုးနှစရှိ၏တမျိုးတွင်ခင်တိတိမအပဖြစ်သောကဘာကြီးတစ်ခုလုံးတွင်ရှိသည့်မိမများဖြစ်၏ဒီလိုမိမများသည့်တစ်ဖက်တွင်တော့ပြောညံ့ချက်များရှိသည်ဟုထင်၏တချို့တခြားအပြော အတမျိုးကပြောညင်းချက်ချူရင်ချက်ဆိုရဘာမှမရှိတော့မိမမျိုးဖြစ်၏ဒီမျိုးစားတဲ့တွင်ကင်တီတယောက်သာရှိသည်ဟုထင်သည်ကဲပါနည်းနည်းချလိုက်ပါဦးမမောလက်ကသူဤပထမတစ်ခွက်ကိုအပြီးတက်၍နောက်တစ်ခွက်ထဲငယ်က ဆိုတာနှင့်ယုံနေသည်တောက်တာပေါ်တောက်တာပေါ်ဖြည်းဖြည်းပေါ့ ကျွန်တော်ခုတော့ဒီပြဿနာသိရှိရပဲကိုမမောင်လက်ရည်ကျွန်တော်ဒီကိစ္စကိုသူ့အမှဖွင့်မပြောသေးဘူးခမရကိုပထမအဦးဆုံးပြောခြင်းပဲခမရကတော့ကျွန်တော်နဲ့အယူဆခြင်းအမြင်ချင်းမတူပေမဲ့တယောက်အကြောင်းတယောက်နားလည်ပြီးသားဆိုတော့ခမရကိုပဲပြောရမှာပဲကျွန်တော်ထင်အောင်ပြောရမှာလားပြောပါဖွင့်လင်းလင်းပေါ့မမောင်လက်ကပြုံးနေသည်မမောင်လက်ရည်အပြုံးမှာနှိမ့်လုပ်ွယ်ရှိနေပြီကျွန်တော်အထင်ကိုမပြောခင်ကျွန်တော်မိမအထင်ကိုအရင်ပြောပြမှာဖြစ်မယ်ခမရသိရတဲ့အတိုင်း ရီယာဖက်ထုံညံကောင်းတယ်အကင်းပါတယ်သူတင်တာတွေကတိတ်မလွယ်လောက်အထူးသဖြင့်အိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာသူတင်တာတွေကတိတ်မလွယ်လောက်ဆိုပါအောင်ကိုအောင်မိုးကရက်ခွက်ကိုမောတောက်ပြီးပြုံးနေဤတကယ်ပြောတာဒီကိစ္စမှာရီယာခမည်းဘက်မှာရှိတယ်တကယ်လားဗျတကယ်ပါရီယာခမည်းကိုခင်နေပြီးတော့တိတိကိုခမည်းဆုံးတိတိကိုခမည်းဆုံးမှာပဲလို့သူကတွတ်ထားတယ် ကိုအောင်မိုးမမောင်လက်စကားကြောင့်မျက်နှာတစ်ခုလုံးဝင်းထိန်သွားသည်သည်သူမျက်လုံးများမှာတလက်လက်တော့ပါနေ၏မမောင်လက်ကဖန်ခွက်ထဲတွင်ကျနေသည့်အရက်ကိုမောချလိုက်ပြီးဒါပေမဲ့ခမည်းကိုကျွန်တော်တခုပြောစရာရှိတယ်ခမည်းကိုခမည်းကိုတက်စီကိုသိသလားဟုတ်အောင်ဘာဖြစ်လို့လဲကိုတက်စီနေတော့ခမည်းအကျိတ်နဲ့ချရလိမ့်မယ်ထင်တယ်ဘယ်ကကိုတက်စီလဲဗျစောစောကဝင်းထိန်နေတော့ကိုအောင်မိုးမျက်နှာမှာညူမိုင်းညူမိုင်းသွားသည့်သူထင်ရသည် ကိုတက်စီဆိုတဲ့လူက တရားဝင်ကြီးဆက်ဆက်ဦးဆန့်ထွန်းရတာဦးဆန့်ထွန်းရတာမန္တလေး University မှာကတိကလုပ်နေတယ်။ကျွန်တော်နဲ့တော့တိတ်မရင်းနှီးပါဘူး။ကျွန်တော်တို့ကလည်းနည်းနည်း junior ကြပါတယ်။သူ့အရေးချင်းကတော့ရုပ်ချောတယ်ဗျာ။ပတ်စံရှိတယ်ဗျာ။သဘောကောင်းတယ်ဗျာ။အဖေကတရားဝင်ကြီးသူကကတိကဆိုတော့ကုန်ရှိတယ်။ပညာတတ်တယ်။ရေးတက်ကရောကဒေါက်တာပွဲရခဲ့တယ်ဗျာ။မင်းကလေးတွေသဘောကျတဲ့အရေးချင်းရှိတယ်။ ကိုအောင်မိုးစီဘာမှမပြောနိုင်ပဲမျက်မှောင်ကြီးကုတ်ကစေပြင်းလေးကိုပွားဆိုင်နေသည်ကျွန်တော်ထင်တော့တီတီကိုပိုးနေရတဲ့ထင်တယ်ဒီတဲ့အဖွားကြီးကလည်းခမည်းသည့်ရဲ့အတိုင်းကျွန်တော်ကခမည်းပြောမှရိတ်မိတာပဲပြီလေအမန်တော့ခင်တီတီလိုမိမတယောက်ကိုပူပန်းချမှာပါပဲပေါ့ဟဲဟဲစိတ်မပြေပါနဲ့အောင်ပြခမည်းဘက်ကလည်းသိမဆိုးပါအောင် chance ရှိပါသေးရဲ့မယောင်သားစကားတပြောပြောနဲ့တောက်နေကြသည်မှာဘုရားဟိုဒစိဘရန်ဒီအလဲစားတပလင်းကုန်ကန်ဤသွားဖြစ်သွားပြီ။ ။မီးရထောင်ဟိုတယ်တွင်တပြေးပြေးလူပါစားပြုလာကြပေသည်။တပြေးပြေးလူပါစားပြုလာပေသည်။အနီတော်လောက်ဖြစ်သည့်အတိုင်းစတဲ့ငွေကိုရှင်းကမရောက်သားထားလိုက်ကြသည်။အေးဗျာစမ်းတော့စမ်းကြည့်ရမှာပဲ။အရက်ကူပါလူဝိုင်းပါဆိုတဲ့ကြားတဲ့ကမစွရင်လဲကျွန်တော်ကံပေါ့။ဟဲဟဲခမရလဲ holiday တို့ပါတို့မှာအနည်းစကန်တက်ခဲ့ပါအောင်ဗျအမဲပြည့်လို့ကောင်းနေခြေတွေတိတ်ပေါ်တာပဲ အားရတော့လာတာပေါ့ဗျာဒါပေမဲ့ကို့လူလဲတတိထားနော်မိမဆိုတာယောက်ျားတွေကိုလက်ဘွားပေါ်မှာဂျင်းကလေးတင်းပြီးလဲတလို့လှည့်ကျင်ကြတာကျွန်တော်တောင်ခုရင်းနဲ့စကားများထားလို့ဟင်ဘာဖြစ်လို့လဲကိုအောင်မွအံ့လားတစားမေးလိုက်သည်တကယ်ဆိုတော့မမောင်လက်နဲ့ခင်ကြီးတို့အိမ်တော်ရေးသည်နေစီပန်းတို့ခင်တာ မြင်းစီပန်းတို့ခင်းအပ်တော်လန်ကဲ့သို့တာယာဖြောင်းပြူးသည်မဟုတ်ပါလားကိစ္စတော့သိမ့်မဆန်းပါဘူးတီယူပစ်စင်ဆိုပါတော့ခမရကိုကျွန်တော်တခုမေးမယ်မိသားမေးစမ်းပါလေဆိုတော့ခမရကမိမတစ်ယောက်နဲ့လက်ထပ်ပြီးနောက်ခမရမိမကိုခမရချစ်တယ်ဒါပေမဲ့ခမရကတခြားမိမတစ်ယောက်ကိုအကြောင်းကြောင်းကြောင့်ဆွဲလန်းမိတယ်ဆိုပါတော့အိုးဒါကတော့မဖြစ်နိုင်တာပဲဗျကို့မှာမိမရှိရယ်မိမကိုချစ်တယ်ဆိုရင် ရှင်းနေရပဲအိမ်ကလည်းထမင်းစားသေးတယ်ခုတခါဘီရတာဟိုတယ်လာပြီးတတိတ်ပုံခိုးစားတယ်ဟာဟာ ိုအမွားရင်နေမမောင်လက်ကမူအရက်ကလေးနည်းနည်းထွေလာပြီဖြစ်တဲ့ဖြစ်အာသာရှာသာရှင်လာကဒါပါဖြစ်လေပဲဗျတခါတလေကြတော့အိမ်ကစားလာတဲ့အိမ်စားလာခဲ့ပေမဲ့ဒီရောက်တော့ညွန်လန်လေးရလာပြီးမှထပ်ထားခြင်းတဲ့အခါလဲရှိသေးတာပဲမဟုတ်လားဟာဟာမမောင်လက်ကလည်းသူ့စကားကိုသူသဘောကျကပြန်၍ရင်းနေသည်ပြီးမှအတန်ခက်လေးလေးဖြစ်အတီပြောတာပါဗျမိမတယောက်ကလှတယ်တိမ်မွေးတယ်ချက်စရာကောင်းတယ်တယောက်တည်းကိုဘွားကိုရုံးကန်နေရတယ် ယောက်ျားတစ်ယောက်ကိုချစ်လို့အဆဆရရဆွန့်လွတ်တယ်ဆိုပါစို့ဒီမိန်းကလေးကိုစွန့်ခွာပြလိုက်တဲ့ယောက်ျားဟာရက်ဆက်ရမကြပါဘူးလားတခါယောက်ျားဘက်ကလည်းသားမယားရှိလို့သူ့ကိုမဆွန့်လွတ်ခြင်းပဲဆွန့်လွတ်ရလိုက်ရပေမဲ့ဆွန့်လွတ်ပြီးနောက်မှာဒီမိမကိုသူ့ဘဝသူရက်တည်နိုင်အောင်မကူညီသင့်ပေဘူးလားဥပမာလေးပြောရမယ်ဆိုရင်တော့မယားကြီးရှိမှန်းသိရတဲ့ကြိုက်တဲ့မိမကိုတော့ကျွန်တော်အထင်သေးတယ်ဗျာ ဒါကတာမန်အပြင်ကြည့်ရင်တော့ဟုတ်မှာပဲဒါပေမဲ့ကိုအောင်မိုးချစ်မိပြီဆိုတဲ့အခါကျတော့ကျွန်တော်တို့မျိုးလုံးတွေကတိမ်တလာဖုံးလာကြတယ်လုံတဲ့မလုံတဲ့ကိစ္စတွေအားလုံးကိုအချက်နဲ့ချိန်ထိုးပြီးစဉ်းစားလာကြတယ်နောက်ဆုံးတော့အချက်ကလုံတဲ့နယ်လို့ဆိုတာကိုလုံကြပြီးမလုံတဲ့မှုဆိုတာအောင်မလုံပဲနေလိုက်ကြတယ်အမှန်တော့ကျွန်တော်တို့တွေကအချက်ဆိုတဲ့မသိမြင်နိုင်တဲ့စိတ်ကလေးတွေရဲ့စိတ်ခိုင်းရာကိုခံနေကြရတဲ့အသားကောင်းနေမဟုတ်ဘူးလား ကိုအောင်မိုးသည်မမောင်လက်၏စကားများကိုနားထောင်၍ပြုံးနေ၏ထိုအခါမမောင်လက်၏မိတ်ဆွေဘုံမူးတယောက်ရောက်လာ၍နှုတ်ဆက်သဖြင့်စကားစာပြတ်သွားကြသည်ဘုံမူးကနှုတ်ဆက်ပြီးထွက်သွားတတ်ထွက်သွားတော့မှကဲခမ ्या မှာမိမရှိရဲ့နဲ့တခြားမိမတယောက်ကိုချစ်မိပြီဆိုပါတော့ခမ ्या ဘာလုပ်မလဲမိရတာဟိုတယ်မှာလာပြီးခုမစားနဲ့ပေါ့ဗျမမောင်လက်ကဟဲပပတ်ရေလိုက်ပြီးခမ ्या တွေးပုံခေါ်ပုံတွေကခင်မမိသလိုရှေးကြနေဒီမှာကွန်ဘော ကျွန်တော်အခုမှမိန်းမနှစ်ယောက်မိန်းမနိုင်မှုစားနေစားရှိရဗျတမျိုးက "तू อ่ะကြီးပဲခမ ्या စီအကုံယူခြင်းတယ်။ तू อ่ะဘာမှမပြင်မပြူ။တခြားတမျိုးကတော့ तू อ่ะကြီးအကုံဆွလွတ်တယ်။ခမ ्या စီကဘာမှမတောင်းခံဘူး။အဲ့လိုမိန်းမနှစ်မျိုးကြားမှာခမ ्या ရောက်နေခမ ्या ဘာလုပ်မလဲ။ကျွန်တော်အခုကပြဿနာပဲ။အင်းတော်တော်တော့ခက်မှာပဲ။ကိုအောင်မကညီးလိုက်သေး ဒါပဲဗျ။အကြောင်းလုံးကကျွန်တော်တို့မကြခဏဆွေးနွေးဘူးသလိုဘဝမှာအလင်းနဲ့အမောင်ဆိုတာရှိစမဲပဲ။အပြင်ကနေကြည့်ရင်ကျွန်တော်တို့ဘဝဟာဘလောက်ဝယ်ပြောစရာကောင်းသလဲ။အမှန်ကတော့ကျွန်တော်ဘဝမှာလဲစိတ်ပျက်စရာဆင်းရဲစရာတွေတပုံကြီးပဲ။ကိုအောင်မိုးဒီဘာမှပြန်မပြောတော့ပဲသူနိခင်ခင်တီတို့သူနိခင်တီတီတို့ကိစ္စကိုတွင်းနေသည်။မမောင်လက်ကလည်းဘာမှမပြောတော့ပဲကွက်လက်တင်ရထားသောမော်တော်ကားတို့တက်လိုက်သည်။အပိုင်းလေးဆယ်ယံ